တွေးပူရတဲ့အကျင့်ကိုလျှော့ပါဘယ်ကိစ္စမဆိုတွေးပူနေတဲ့အကျင့်ကဘလုတ်တစ်ခုကိုနှောင့်နှင်းစေနိုင်တဲ့အကျင့်တွေကထိတ်ဆုံးကဖြစ်ပါတယ်ဘယ်လောက်ပဲအစွမ်းစားရှိရှိဘယ်လောက်ပဲစူးစမ်းကျင်စိတ်တွေ ရှိနေပါစေတွေးပူရတဲ့အကျင့်ကြီးရှိရင်ခရီးမတွင်ပါဘူးငါလုံနိုင်ပါမလား အဆင်မပြေရင်ဘယ်လိုလုပ်မလဲသူများတွေပါပြောကြမလဲရှုံးနိုင်သွားခဲ့ရင်ဘယ်လိုနေမလဲစတဲ့အတွေ့တွေကတကူးကူးလှုပ်ချင်တဲ့စိတ်ကိုအားနေသွားစေပါတယ်တွေးပူတတ်တဲ့သူတွေဟာမလို့ရသေးခင်ကတည်းကစင်ချေတွေအသင့်ရှာထားရပါတယ်ရှုံးနိုင်မှုအတွက်အကြောင်းပြချက်တွေကို ကြိုပြင်ထားရပါတယ်။အရာရာကိုအစိုးဘက်ကနေတွေးရကြပါတယ်။တကယ်တမ်းကျတော့လုံချီမသာလျင်ဖြစ်နိုင်မဖြစ်နိုင်ကိုသိမှာပါ။စမ်းချီမသာလျင်အစဉ်ပြေမပြေသိနိုင်မှာပါ။ကြိုးစားချီမသာအောင်မြင်မအောင်မြင်သိနိုင်မှာပါ။ဒါပေမဲ့ဘာမှမလုပ်ရသေးခင်ကအစိုးတွေကိုပဲတွေးနေရင်တော့ဘာမှဖြစ်မြောက်လာမှာမဟုတ်ပါဘူး။ကောင်းတဲ့ဘက်ကကြည့်မယ်ဆိုရင်တော့တွေးပူရတဲ့သူတွေဟာစိတ်ဆက်သေးကြသူတွေအသေးစိတ်ကြတဲ့သူတွေဖြစ်နေတတ်ပါတယ်။အရာရာကိုတည်တည်ချာချာလေ့လာပြီးမှစနစ်တကျလုပ်တဲ့သူတွေပါ။ဒါပေမဲ့ အဲ့ဒီစနစ်တကျဖြစ်ကျင်တဲ့စိတ်ကလွန်ကဲလာတဲ့အခါမှာတော့အလုံးအောင်နေဖို့ရအကြောင်းတရားတစ်ခုအဖြစ်ပြောင်းလဲသွားတာပါတယ်တွေးပူရတဲ့အချင်းရဲ့ကောင်းကျိုးတွေကတော့အသေးစိတ်ကိုသတိထားမိပါတယ်အရာရာကိုဂယုတစိုက်လုပ်တတ်ပါတယ်အရေးကြီးတဲ့အချက်တွေကိုမမေ့တတ်ဘူးလုပ်ငန်းတွေကိုလည်းစနစ်တကျစီစဉ်တတ်တယ်မလိုလားအပ်တဲ့အနေအထားတွေကိုရှောင်ရှားနိုင်ပါတယ် တွေးပူရတဲ့အချင်းရဲ့ဆိုးကျိုးတွေကတော့စိတ်ဖိစီးမှုတွေများလာတယ်။ညဘက်အိမ်မပြောတာတွေဖြစ်လာတတ်ပါတယ်။ဆုံးဖြတ်ချက်တွေမချနိုင်အောင်လည်းဖြစ်တတ်ပါတယ်။ကိုယ့်ရဲ့အရေးချင်တွေကိုတွေးဝေလာတယ်။အခွင့်အလမ်းကောင်းတွေကိုလက်လွတ်ဆုံးရှုံးတတ်ပါတယ်။တွေးပူနေတဲ့အခါကိုယ့်ရဲ့စွမ်းအားတွေကထွက်မလာတော့ပါဘူး။တွေးပူရခြင်းဟာကိုယ်ပါလုံနိုင်တယ်ဆိုတာကိုကိုတိုင်းတောင်မသိနိုင်အောင်ဖုံးကွယ်ထားတတ်ပါတယ်။မိဆွေတို့ဟာဒီလိုမျိုးတွေဖြစ်နေမယ်ဆိုရင်တော့တွေးပူရတဲ့အချင်းကိုပြောင်းလဲပြဖို့ကြိုးစားရပါမယ်။ကိုတွေးနေတာတွေကဖြစ်နိုင်ခြေရှိရဲ့လား။ တွင်းနေုံနဲ့ဘာမှပြောင်းလဲလာမှာမဟုတ်ပါဘူးတွေးပူနေမယ့်အစားစတင်လှုပ်ဆောင်လိုက်ရအောင်အစိုးတွေကသာတွေးမနေပဲအကောင့်တွေကိုလည်းတွက်ကြည့်ပါတွေးပူနေတဲ့အချိန်တွေကိုလက်တွေ့လှုပ်ဆောင်ခြင်းအဖြစ်အသုံးချလိုက်ပါတခါတလေကိုတွေးသလိုမဟုတ်တာတွေတွေ့ရပါတယ်ကိုတင်ထားတာထက်အများကြီးလွယ်ကူနေတတ်ပါတယ်လှုပ်ကြည့်ပါဒါကဒီလောက်တောင်မခက်ဘူးဆိုတာကို သိရပါမယ်။ဒါကြောင့်မို့တွေးပူနေမယ့်အစားလက်တွေ့ဆန်းလုပ်ကြည့်ပါ။အစိုးတွေကသာတွေးမနေပဲဖြစ်လာနိုင်တဲ့အကောင်းတွေကိုလည်းမျှော်တွေးကြည့်ပါ။တွေးပူနေရတဲ့အချင်းကကိုယ့်ကိုဘယ်နေရာကိုမှမရောက်စေနိုင်ပါဘူး။စိတ်ထက်ကြစေပြီးရှေ့ဆက်လို့မရအောင်ဟန့်တားထားတာဖြစ်လို့တွေးပူတာတွေကိုဖယ်ရှားပြီးလက်တွေ့ကြတဲ့လှုပ်ဆောင်မှုတွေနဲ့အစားထိုးစေချင်ပါတယ်။